စာပေချစ်မြတ်နုသူများအားလုံးပဲမင်္ဂလာပါရှင်ကျမဒီတစ်ခါဖတ်ပြပေးခြင်းတဲ့ဝိတ္ထုတို့လေးကတော့ဆရာအီးမောင်တန်းရေးသားထားသော ရွှေရီးပကံဆိုတဲ့ဝိတ္ထုတို့လေးကိုဖတ်ပြပေးခြင်းပါတယ်ရှင်ကျမနဲ့အတူလိုက်ပါအားပေးနားဆင်ကြဖို့ဖိတ်ခေါ်ပါရစေရွှေရီးပကံစူးစီးလို့မရတဲ့အာယုံတွေထဲမှာရုန်းကန်နေရတယ်လို့ထင်နေမိတယ်အယောင်တွေကလည်းအမျိုးကိုစုံးနေတာပဲ။ အတန်တွေကလည်းစူညံလို့မွေးတာလားနန်တာလားမသိတဲ့အနံ့တွေကလည်းမှုနေအောင်ကိုဆူဆူရှက်ရှက်လေဟာထဲမှာပြေးနေရတယ်လို့ကြီးပါပဲငငယ်ကလေခွင်းတွေမြက်ခင်းတွေထဲမှာစော့ကစားပြီးလိုက်တန်းပြေးတန်းကစားတယ်လို့ထင်ရပေမဲ့ပျော်စရာတော့မကောင်းဘူးနော်ဘာရဲ့လို့မှန်းနေမင်မင်ရရမသိပါဘူးစဉ်းစားမလို့လှုပ်တော့လဲဆူဆူဆိုင်ဆိုင်မရှိပါဘူးအာယုံတွေကဝေဝေဝါးဝါးတခုခုကိုမိလို့မိ냐 လှန့်ကင်လိုက်တော့လဲဘာကိုမှအမိအယဆွဲမရသမီးသမီးသမီးအဝေးကခေါ်နေတာကြားဘူးတဲ့အတန်အလားသမီးသမီးတတိယလားကြားလားမိမိလားမသိမိမိထင်ပါရဲ့မိမိအတန်ကလည်းဝေးလိုက်တာဘဲကများခေါ်နေတာလေမနွဲ့မနွဲ့ အတီးရလားကြားလားဟောမောင်အတန်ပါလားအကျေကြီးអော်ရသလားနားတဲ့ဥသွားတာပါပဲနာနာကပ်ပြီးပေါ်လာလိုက်ဝေးသွားလိုက်နဲ့မြက်ခွန်တွေကလည်းလေးလိုက်တာဖွင့်လို့တောင်းမရတော့ဘူးမနေ့ကိုစူးစားပြီးဖွင့်ရပါတယ်အင်းမေ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 မျက်နှာကမှုံမှိုင်းနေပါတယ်အတော်ကြီးကိုကြည့်ယူနေရတယ်တမိတမိဒီကောင်းလားတမိတတိယရဲ့လား ခေါင်းကိုညှိမ့်ပြလိုက်တော့မူးနောက်သွားသလိုစစ်ခနဲခေါင်းထဲမှာနာသွားပါတယ်။ခေါင်းတစ်ခုလုံးနဲ့လေးနေတာပဲ။ဘာတွေဖြစ်တာလဲ။ဖြည်းဖြည်းချင်းစဉ်းစားကြည့်လိုက်ပါတယ်။နောက်တော့မှပေါ်လာပါတယ်။ဟိုနေ့ညကဗိုက်နာတာကို သွားသတိရမိတယ်။ဟုတ်ပါတယ်။နာလိုက်တာမှဘလို့ကြီးမှန်းကို မသိပါဘူး။အ ਨੇ ကအစာများသွားတယ်ထင်ပြီးအိမ်သားသွားကြည့်တော့လည်းမဟုတ် ထိုင်လို့မရထလို့မရတစ်ချိန်တစ်ချိန်ပိုးပိုးတိုးလာပါတယ် ဆိုးလိုက်တာများချွေသည်ချွေးပေါင်တွေတောင်ထွက်လာတဲ့အထိမနဲ့လဲလင်းရောရေတွေထွက်လာလိုက်တာနောက်တော့မှသိပါတယ်ရေမှွာပေါက်တာတဲ့အဲ့ဒါနဲ့ဆေးရုံကိုရောက်ပါတော့တယ်တနေလုံးနာလိုက်တာမမွေးနိုင်သေးဘူးလူလဲမြော့နေပါပြီလိုသေးတယ်လိုသေးတယ်နဲ့နောက်တနေ့ကိုမိုးလင်းရောနောက်တော့တအိမ်မပွင့်လို့တဲ့ခွဲမွေးဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်နာလုံးလို့ခွဲရင်လည်းခွဲကြပါတော့လို့စိတ်ကိုလျှော့ချလိုက်ပါတယ် ကြောက်မနေနိုင်တော့ဘူးလေခွဲစိတ်ခန်းနဲ့ရောက်တော့မှတ်မှတ်ရရသတိထားမိတာကတော့အပေါ်မျက်နှာချက်ကမီးအိုဆောင်ဝိုင်းဝိုင်းကြီးတွေပါစီထိုးပေးမယ်နော်လက်သီးကိုဆုပ်ထားပါလက်ဖြံကသွေးကြောထဲကိုစီထိုးပေးလိုက်ပါတယ်ခဏလေးနေတော့မျက်ခုံတွေလေးလေးလာပြီးအိပ်ပျော်သွားပါတော့တယ်အိမ်မက်လိုးလိုးပါလိုးလိုးနဲ့လင်းလိုက်မှောင်လိုက်နဲ့ကြားတစ်ချက်မကြားတစ်ချက်စိတ်ထဲမှာကြားတယ်လို့မထင်ရဘူးဟော အခုအခန်းထဲကိုပြန်ရောက်နေပါပြီ။ခွဲပြီးပြီလား။ညာလက်ကဗိုက်ပေါ်ကိုသွားပြီးစမ်းမိပါတယ်။လက်မလှုပ်နဲ့အောင်လေဆေးသွင်းထားတယ်။ဂရင်ညာဘက်မှာရက်နေတဲ့မောင်ကလက်ကိုလှမ်းကန်ရင်းသတိပေးပါတယ်။ခွဲပြီးပြီလား။ကလေးကလေးရောခွဲပြီးပြီ။တမီးလေးလေ။တမီးဆိုတဲ့အတန်ကရင်ထဲကိုအေးအေးပြီးစိတ်သွားပါတယ်။ကြည်နူးစရာပါလား။တောင်းတခဲ့ရတဲ့တမီးတမီးအတွေ့ပြင်ဆင်ခဲ့တာတွေ ်ဆောင်စားခဲ့တာတွေအခုတော့အကျိုးမဲ့မဟုတ်တော့ပါလားခလေးကိုကြည့်မယ်တကယ်ပဲသမီးလေးလားဟုတ်ပါတယ်မတ်ွယ်လိုချင်တဲ့သမီးပါအခုမကြည့်ရသေးဘူးလေခဏနားလိုက်အောင်အိတ်လိုက်အောင်နော်နောက်တော့မှပြမယ်ဟုတ်လားမောင်ကအေးအေးဆေးဆေးပြောနေပါတယ်ဒါပေမဲ့မောင်အတန်းကတမျိုးကြီးပါပဲစိတ်မပါသလိုပါသလိုနဲ့ခုမှခွဲပြီးစားဆိုတော့ကလေးကိုမွေးကင်းစာအဆောင်မှာပဲထားရတယ် တမီကောင်းကောင်းတတိရတော့မှခေါ်လာပြမယ်တဲ့နော်ကဲကဲအေးလိုက်အောင်ခေါင်းမူနေသေးတယ်မဟုတ်လားမိမိပြောလို့ပုံကလည်းကြက်ပြီးသားစာတွေကိုရွတ်ပြနေတယ်လို့ပါပဲအစ်စ်မပါတယ်လို့ကြီးမျက်လုံးတွေကလေးလာပြန်ပါတယ်တမီလေးကိုနောက်တော့တွေ့ရမှာပါပဲဆိုပြီးတော့စိတ်ကိုရှော့ချလိုက်တာနဲ့အိပ်ပျော်သွားပါတော့တယ်နောက်တစ်ခါနိုးလာတော့ညနေစောင်းနေပါပြီစီးသွားကျင်လိုက်တာနေအိပ်ရဲသွားလို့လည်းမရ ထိုင်သွားလို့လည်းမရနဲ့တော်တော်ကြီးကိုစ조사လိုက်တော့မှကိစ္စကပြီးသွားပါတော့တယ်လူလဲမောနာလဲနာနဲ့ကလေးကိုတောင်းစိတ်မရောက်နိုင်တော့ဘူးပန်းနီနီတွေကိုထင်ထင်ရှားရှားတွေ့ရပါတယ်လှလိုက်တာနီရဲ့ရဲ့ဆက်ဆက်ကိုလှတာပါပန်းကလေးတွေကိုယူမှွေးလိုက်တော့လဲဘာအနံ့မှလည်းမရဘူးထက်ထက်ရှူကြည့်ပါတယ်ဘလို့အနံ့မှမရပါဘူးစိတ်ညစ်ညစ်နဲ့မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ခေါင်းရင်းဘေးကဘီလိုပေါ်မှာ နင်းစီပန်းနီနီတွေကို တွေ့ရပါတယ်။မှုရတဲ့အနံကသင်းသင်းကလေးရနေပါတယ်။ရင်နဲ့ရောက်အောင်ကိုရှူလိုက်မိပါတယ်။မှုလိုက်တာနော်။ဂရင်ချင်းရင်မှရက်နေတဲ့မောင်ကိုပြောလိုက်ပါတယ်။မောင်ကပြုံးပြီးခေါင်းငိမ့်ပြပါတယ်။မောင်အပြုံးမောင်ကောင်းအငိမ့်ကလည်းတခုခုလုံးနေသလိုလုံး။သမီးလေးကိုကြည့်မယ်လေ။သမီးလေးကိုညံ့နေကြမှကြည့်ရမယ်တဲ့။ခုဆေးသွင်းထားတယ်မဟုတ်လား။မင်းစည်းအရှင်ကလည်းကောင်းကောင်းမပြေးသေးဘူးလေ။ တမိကခုနှစ်ပေါင်ကျော်ဝဝတုတ်တုတ်ကလေးသပင်လေးတွေကနဲ့နေတာပဲအသားလေးတွေကလည်းဖြူပြီးနုနေတယ်ပါးလေးတွေဆိုတာဖောင်းဖောင်းလေးမောင်အပြိုးအဆူကလည်းတမျိုးကြီးလိုပဲဘာမှန်းမသိပေမဲ့တခုခုလိုနေတယ်လို့ပါပဲကောင်းကောင်းတတိယနေပါတယ်ပြောလို့လည်းမရမေးစည်းအရှိန်မပြေသေးဘူးပဲပြောနေကြတယ်နုံနေတာတော့ဟုတ်ပါတယ်ပိုက်ထဲကလည်းစားတယ်လို့လိုကြီးရေကလည်းစားလို့နည်းနည်းတော့တိုက်ပါတယ်အများကြီးပြေးမတော့ဘူးအမှားဆိုးလို့တဲ့ ကားများများမပြောချင်တာနဲ့ပြန်မှိတ်နေလိုက်ပါတယ်။နောက်တစ်ခါနိုးရင်တော့သမီးကိုအတင်းကြည့်ကိုကြည့်မယ်ဆိုပြီးအားခဲလိုက်ပါတယ်။ကျမကိုခွဲစိတ်ပြီးခဲ့တဲ့အိုကြီးဆရာဝန်မကြီးကအနားမှာထိုင်ပြီးအေးအေးဆေးဆေးရှင်းပြနေပါတယ်။ဒါပေမဲ့ကျမယင်တဲ့မှာတော့ဟာလာဟင်းနေမှာပဲ။ဘာကိုမှခံစားလို့မရပါဘူး။အနားမှာပြောနေပြီးမှမကြားတဲ့ချက်ကြားတဲ့ချက်နဲ့မောင်နဲ့မိမီတို့ကိုလှမ်းကြည့်လိုက်တော့လေသူတို့မျက်နာတွေက ပြုံးတာလားမဲ့တာလားမသိနိုင်တဲ့မျက်နှာတွေအားကိုးစရာရှာမတွေ့အောင်ကို ဖြစ်မိပါတယ်လူဘဝမှာမပြည့်စုံခြင်းဆိုတဲ့သဘောကိုမျက်ဝါးထင်ထင်ရှင်ဆိုင်လက်ရပါပြီတမိကိုတွေ့ခြင်းနဲ့စိတ်ကတစ်ဖက်မတွေ့ခြင်းမမြင်ရတဲ့စိတ်ကတစ်ဖက်အစိုးနှစ်ဖက်စီမှာရောက်နေပါတယ်ဝဝကိကိဖြူဖြူဖွေးဖွေးလေးဆိုတဲ့တမိလေးဟာခုတော့မလှမပမပြည့်စုံရှာဘူးတမီးကို ရင်ခွင်ထဲမှာပွေ့ချီပြီးအခန်းထဲကိုမိမိကဝင်လာပါတယ်။အတိပဲမရှိတဲ့ရောင်အစေးမရှိတဲ့မျက်လုံးတွေနဲ့မိမိကိုလှမ်းကြည့်လိုက်ပြီးမှရင်ခွင်ထဲကသမီးစီကိုမျက်လုံးမရောက်အောင်ရှောင်ရှားလိုက်ပါတယ်။မိမိကကလေးကိုငုံကြည့်ရင်ကသက်ပြင်းကိုရှိုက်လိုက်ပါတယ်။စိုးစွနေတဲ့မျက်လုံးတွေနဲ့သူ့ကိုလှမ်းကြည့်ပြီးခေါင်းကိုဖြည်းဖြည်းလေးခါလိုက်ပါတယ်။မျက်လုံးကိုမှိတ်ပြီးကရင်ပေါ်လှည့်ချလိုက်တော့ မျက်ရည်ဥတွေက စီးပြီးကျလာပါတယ်။ရင်ထဲမှာတစ်ချဲချင်းရှိုက်လိုက်တော့အေးဆက်ဆက်အောင့်တဲ့ဝေဒနာကို ခံစားလိုက်မိပါတယ်။မကွာလှမ်းတဲ့နေရာမှာသမီးရှိနေတာကိုသိနေပြီး ခုထိမမြင်မတွေ့သေးပဲမကြည့်သေးပဲနေနိုင်တဲ့ကို့အဖြစ်ကိုလည်းစမ်းစစ်မိပြီးတတိတွေမွေးပေးလို့မရဖြစ်နေပါတယ်။ကျမကိုချင်းစာပါတဲ့အမရဲ့ကျမခံစားရတယ်လို့မျိုးမမလည်းခံစားရမယ်ဆိုတာယုံပါတယ်။ ကလေးမနီကအတန်ဝဲဝဲလေးနဲ့ပြောနေပါသည်ဖြူဖွေးနေတဲ့မျက်နှာဝိုင်းဝိုင်းဆက်ဆက်မှုမှုကလေးကတိုင်းရင်သူနေဆိုတာထင်ကနေသိနိုင်ပါတယ်စပင်းကလေးတွေတတ်တတ်ရက်ရက်ဖြီးတင်ထုံထားလိုက်တာနှစ်ဖူးပြင်ကျဉ်ကျဉ်လေးနဲ့ကြည့်လို့ကောင်းနေပါတယ်ကျမရင်ထဲမှာဘလို့ဖြစ်တယ်ဆိုတာမပြောတတ်ဘူးရှင်ကလေးလည်းမွေးပြီးရောဆီယာမကဒါရှင်ကလေးဆိုပြီးလက်ထက်လာထဲတော့ကလေးကိုကြည့်ပြီးကျမလန့်អော်လိုက်တာ ကလေးလက်ကလွတ်ကျသွားတာအနာကကျမအမေသာမရှိရင်ဒုက္ခပဲရှင့်တလုံးချင်းပြောပြနေတဲ့သူ့ကိုငေးကြည့်နေမိပါတယ်ကလေးကနဲ့သားဦးရှင့်ဘိုင်းနာလိုက်တာကလည်းသုံးရက်တောင်နောက်ပြီးတော့မှခုလိုဖြစ်ရတယ်ရှင့်ကျမလေးနေ့တိုင်းငိုတာပဲကလေးကိုလည်းနှုတ်မတိုက်ရဘူးအမေကနှုတ်စီဘူးပြုတ်တိုက်ပြီးတယ်နောက်တော့ကျမနှုတ်ရီတောင်းအောင်ပြီးဖျားလိုက်တာလွန်ရောပဲကလေးကလည်းနှုတ်မဆူရတော့ပိန်းလာတယ်ဝမ်းတွေပါပြက်လာပါရော့ ကျမနီအောင်ငူချင်လိုက်တာပြန်ပြောပြနေတော့မားကို မျက်ရည်ကလေးကဝဲလာပါတယ်သူ့အဖြစ်ကိုတွေးမိပြီးငငယ်နဲ့ကြုံရလေခြင်းဆိုပြီးကိုချင်းစာရပါတယ်ကလေးကပိုဆိုးလာတော့သူတို့နေရာကနေပြီးရန်ကုန်ကိုတဆင့်လူကြုံနဲ့လှုပ်လိုက်ပါတယ်ရောက်ဖူးဖို့နေနေတာတာသွားမယ်တောင်းစိတ်မကူးတဲ့ရန်ကုန်ကို ကလေးပိုင်ပြီးရောက်လာဖို့မတိနားမလဲမျက်စိတငယ်နားတငယ်နဲ့ တယောက်တည်းဘလောက်များအားငယ်ရှမ်းမလဲလို့တွေးမိလိုက်ပါတယ်။သူနဲ့ဆိုင်ရင်တော့ကို့အဖြစ်ကမှတော်ပါသေးရဲ့။ဘိုက်ခွဲမွေးရတယ်ဆိုတာတောင်မိဘဆွေမျိုးခင်မွန်းကအနာမဖေးမကူညီမဲ့သူကအစင်သင့်ငွေကြီးလည်းမပူရအားလုံးရေခမ်းအသင့်ကြာအသင့်။ရန်ကုန်ရောက်တော့ကလေးကူတဲ့ဆရာဝန်ကြီးကပြောပါတယ်။"ကျမကလေးဒီလိုဖြစ်တာကြောက်စရာမဟုတ်ဘူး"တဲ့။"တခြားကလေးတွေလည်းဖြစ်တယ်"တဲ့။ ဟုတ်ပါတယ်အမရင်ကျမတို့အခန်းထဲမှာဆို၃ယောက်တောင်ရှိတာလက်ကလေး၃ယောက်ကိုထောင်းပြီးပျော်ပြနေပါတယ်ကလေးကိုအမေတို့မတိုက်ရင်ပိန်သွားမယ်တဲ့ကိုအလေးချိန်ကြမယ်တဲ့ဒီလိုဖြစ်ရင်သူတို့ကပြန်ပြင်မပေးနိုင်ဘူးလို့ပြောတယ်လीဒါနဲ့ကျမလည်းစူးစမ်းပြီးနှုတ်တိုက်ရတာပေါ့စူးစမ်းပြီးနှုတ်တိုက်ရတာပေါ့လို့ပြောလိုက်ပုံလေးကမျက်လုံးကလေးတွေဝင်းလဲပြီးအယောင်ထွက်နေသလိုပါပဲ။ ်တက်ကြွတဲ့ဟန်ကလေးကိုတွေ့ရပါတယ်။အမကြီးနောက်မှပဲလာခဲ့ဦးမယ်နော်။ကျမကလေးနို့စားနေပြီ။နို့တွေတောင့်လာပြီရှင့်။ပြောပြောဆိုဆိုနဲ့အခန်းထဲကထွက်သွားပါသည်။လူနာဝတ်စုံအစိမ်းကလေးနဲ့သူ့ဟန်မှန်ကမြူးကြွတွက်လက်နေပါသည်။နန်းနဲ့စားစားပြီးချိန်လောက်မှတခါပြန်ရောက်လာပါတယ်။ဆရာဝန်ကြီးကပြောတယ်အမရဲ့။အကိုအားပေးပါတဲ့။အဲနောက်ပြီးကျမကလေးကိုဘလို့နို့တိုက်တယ်။ ဘလို့ပြုတ်စုတယ်ဆိုတာတွေပြော့ပြခိုင်းနေလေကျမဘလို့ပြောရမှန်းမသိဘူးစာတောင်ငါးတန်းပဲတင်ခဲ့ရတဲ့ဟာကိုရှင်စကားဆုံးတာနဲ့အာရပါရရေပါတော့သည်ရေလိုက်တော့မှပါမို့နေဖောင်းသွားပြီးနေရလာပါတော့တယ်မနှမ်းပြောတာနဲ့အမတောင်အားတွေတက်လာပြီကွယ်ဟုတ်တယ်ရှင်အမရဲ့ကျမလဲဒီကိုရောက်စားကအားငယ်လိုက်တာ နောက်တော့ဆရာဝန်ကြီးတွေဆရာမတွေကတင်ပေးတယ်နို့ကိုဘလို့တိုက်ရတယ်ဘလို့ပြုစုရတယ်ပြီးတော့ ကျမလိုကလေးအမေတွေကလည်းပြောပြတာပေါ့ကျမလည်းအားတက်လာတာပါပဲအားတက်တယောနဲ့ပြောနေပုံလေးကိုကြည်ရင် ကျမပါရောပြီးပြုံးလိုက်မိပါတယ်နှုတ်မတိုက်ဖဲထားတော့နှုတ်ကနည်းနည်းလေးပဲထွက်တယ်အမရဲ့ဒါနဲ့ဆရာဝန်ကြီးကပြောတယ်အစားကိုညံ့များစားတဲ့ရှိတာနဲ့စားတဲ့အကုန်စားတဲ့တခါတည်းမစားနိုင်ရင်ခဏခဏခွဲစားတဲ့ရည်တွေကော်ဖီတွေနှုတ်တွေများများတောက်ခေါင်းထဲမှာကလေးနှုတ်ဝအောင်တိုက်မဲလို့စဉ်းစား တခြားဘာကိုမှမစင်စားနဲ့တဲ့ကျမလည်းဘာမှမတွေးတော့ဘူးဇာဝင်ကြီးပြောသလိုအကုန်စားတာပဲရေတွေလည်းတောက်ဟောနောက်တော့နှုတ်တွေများများထွက်ရောပဲလွယ်လိုက်ပါပြီပြန်ပြောတဲ့အချိန်ကာလကလွယ်လွယ်လေးပေမဲ့သူကလေးဘလောက်တောင်းကြိုးကြိုးစားစားလုပ်ရမယ်ဆိုတာကိုတွေးမိလိုက်ပါတယ်နောက်တော့ပြောသေးတယ်အမရဲ့နှုတ်တစ်ခါတိုက်ပြီးတိုင်းကြံတဲ့နှုတ်ကိုညှစ်ပြရမယ်တဲ့မညှစ်လို့နှုတ်တွေကြံနေရင်နောက်တစ်ခါနှုတ်တွေမဖြစ်တော့ဘူးတဲ့နှုတ်မသက်တော့ဘူးဆိုလားပဲ မျက်နှာလေးကရှက်ကိုရှက်ကန်းနဲ့ပန်းရောင်တန့်သွားပါတယ်။ပြောရအောင်မေအမကြီးဒီလောက်အလုံလုံနေတာတောင်လေဒီလောက်လုံနေတာတောင်ကလေးကချွေးတွေခဏခဏထရတယ်သိလား။ချောင်းတွေလည်းစိုးသေးတယ်။ကလေးရင်ဘတ်ကိုလက်နဲ့ဆမ်းလိုက်ရင်ချွေးတံတွေကြားတယ်လေ။ဆရာဝန်ကြီးကပြောတယ်။နှခမ်းရောအာကောင်မှာကွဲနေလို့ဖြစ်တာတဲ့။ညညဆိုရင်ထထကြည့်ရတယ်။ချွေးတွေကြက်ပြီးအသက်ရှူရက်သွားမလားလို့စိတ်ပူလိုက်ရတာလေ။ ကလေးဝလာရင် ပေါင်ချိန်တွေတက်လာရင်ပြန်ပြင်ပေးမယ်ခွဲစီပေးမယ်ဆိုလို့ตาลีปองจิงเต็ดลาโลวันตาเลยาราคွဲกานีมาช่วยถ่าลาโลเมซีไม่เปยเยโลโซบีไม่คွဲยารอบูตุอซาใส่ม้อตวาบาเรช่วยเปี่ยวซีรีไตซูหม่ำๆไตตารีเอเอมะมี่อองท่ายะช่วยดีเนเปลี่ยนพี่รอเอเอมะมี่อองญาญะซูยินท่าท่าตุอเวเลยะก้องซั้นไลโกซั้นไลอภยาชิมะลาโลซู้ยิงเนยะ နာစည်းလေးချောင်းလေးဆိုရင်ရင်မနေရပုံကိုပြော့ပြရှာပါတယ်။အမရင်နေလာတဲ့ရက်ကလည်းကြားလာတော့ကို့မျိုးကို ပြန်ချင်တာပေါ့။နောက်တစ်ခါလာဖို့ဆိုတာမလွယ်ဘူးနေ။တခါတည်းလှုပ်သွားချင်တာပေါ့။ဆရာဝန်တွေဆရာမတွေကိုလည်းနားပူရပါတယ်။သူတို့လည်းတားခါချွဲနေနေဆိုတော့မလှုပ်ရဲဘူးပေါ့။စီးတွေဘာတွေတိုက်ပြီးကောင်းနေဆိုတာနဲ့လှုပ်ပြီးတော့တာပဲ။ဆရာဝန်ကြီးဆရာမတွေအားလုံးကသူ့ကိုခင်ကြပြီးအဆအဆကူညီကြပါတယ် အဝေးကလာသူနေဆိုပြီးပိုကယူဆိုင်ကြပုံတွေပြော့ပြတယ်။သားလေးကိုခွဲစိတ်တဲ့နေ့ကဆိုရင် ကျမလေးဝမ်းလဲသားတယ်ဆိုးလဲဆိုးရင်နဲ့ကလေးကန်းကဆရာဝန်တွေဆရာမတွေအလုပ်သမားတွေကိုပါလိုက်ကြည့်ပေးကြတယ်သိလားကျမလေးညင်ညင်ထိုင်လို့ကိုမရဘူးဟိုထလိုက်ဒီထလိုက်နဲ့သူ့ကိုတနာပြီးစစ်ရုံထဲကဝန်ထမ်းတွေကခွဲခန်းမကြီးအနားမှာလာအားပေးကြလို့ဘဲကမျက်နှာကြီးဧည့်သည်တွေလာတာလဲလို့တောင်းမေးကြပါတယ်တဲ့ ခွဲပြီးအခန်းထဲကထွက်လာတော့ကျမလေးကလေးကိုကြည်ပြီးငိုလိုက်ရတာဝမ်းနဲ့တားလိုက်တာကျေးဇူးတွေလည်းတင်းလို့ကျမလေးထိုင်ကြတော့တာပဲမျက်လုံးမိမိလေးကပိုပြီးပြူလာတယ်လို့ထင်ရပါတယ်မျက်ရည်တွေတောင်ဝိုင်းလာပါတယ်ကျေးဇူးတင်နေဆိုပြီးလက်အုပ်ကလေးကိုချီထားပါတယ်ကျမကလေးခွဲတာအမမမွေးခင်တပတ်လောက်ကပေါ့အစားကတော့နို့ရဲ့အေးရဲပဲတိုက်ရတယ်နို့ကိုညှစ်ပြီးဇွန်းနဲ့တိုက်ရတယ် နေ9ရက်ကြာတော့ဆံပြုံးတက်ရတယ်။ခမင်းတော့မကြွေးသေးဘူး။မငိုအောင်နဲ့ထားရတယ်။ငိုရင်ချုပ်ရိုးတွေပြုတ်ထွက်ကုန်မှဆိုးလို့တဲ့။သားကလည်းမငိုဘူးအမကြီးတော်သေးတယ်။အားတဲ့တယောနဲ့ပြောနေပုံကိုကြည်ရင်ကိုပါရောပြီးဝမ်းသာမိပါတယ်။အမကြီးကျမသားလေးကိုလာပြအောင်မင်းခုဆိုအကောင့်တိုင်းပဲအာကောင်တော့ကွဲနေသေးတာပေါ့။နောက်တော့မှကလေးစကားမပြောခင်ချုပ်ပေးမယ်တဲ့။ဒါမှစကားပြီးမယ်တဲ့။သွားလိုက်အောင်မင်းနော်။ကလေးနိုးပြီးငမူနေမှဆိုးလို့ သူ့အစာရင်မောရပါတယ်ခုခွဲပြီးရင်နောက်တစ်ခါလာခွဲရအောင်မယ်ဇလန်းကမဆုံးသည်ကလေးကိုပိုက်ပြီးရဲရဲရင်ဆိုင်နေတဲ့သူ့ကိုကြည့်ပြီးကိုပါအာသစ်တွေဝင်လာသလိုခံစားမိလိုက်ရပါတယ်ကို့အဖြစ်ကိုလည်းတွေးကြည့်မိပါတယ်အခုထိတမိမျက်နှာကိုမကြည့်ရသေးတမီးဖြူသလားမဲသလားမသိတမီးရဲ့မလှမပအဖြစ်ကိုပဲတွေးပြီးညင်ရင်ကြားခဲ့တဲ့ရက်တွေသာကုံလာခဲ့တာပါ အမေနဲ့မောင်က ကလေးအကြောင်းမပြောရဲကြ။သူတို့ဟာသူတို့ပဲကလေးကိုတွားကြည့်နေကြပါတယ်။တခါတခါတော့လည်းကလေးကိုကြည့်ကျင်တဲ့စိတ်ကဖြစ်လာပါတယ်။မိခင်မေတ္တာစိတ်ပေါ်လာတာများလား။တမီးကရောသူလဲတွေးတယ်ရင် တွေးမလားပဲ။သူ့မှာမိခင်ဆိုတာရှိရဲ့လား။မိခင်မေတ္တာဆိုတာရောသိပါမလား။ဒီနေ့မနေ့အစောကြီးကတည်းကနိုးနေပါတယ်။အလင်းရောင်တော့မလာသေးပါဘူး။မျက်နာတက်သွားတိုက်အဝိအစားလဲပြီး စေယုံတဲ့ကလမ်းမှာလမ်းလျှောက်နေလိုက်တာတခြားအခန်းတွေကလှုပ်လှုပ်ရွရွအတန်တွေကြားရပြီးမွေးကင်းစားကလေးတွေရဲ့အတန်တွေကိုပါကြားနေရပါတယ်ညကအမေတွေနဲ့အတူပေးထားတဲ့ကလေးတွေပါခါတိုင်းနေသတိမထားမိပါဘူးဒီနေ့စောလို့ထင်ပါရဲ့ကလေးငိုတန်တွေကိုကြားရတော့ရင်ထဲမှာဝေဒနာတစ်ခုကိုခံစားလိုက်ရတယ်လို့ပါပဲဆက်လျှောက်လာရင် ကလေးကြီးတွေထားတဲ့အခန်းပဲရောက်သွားပါတယ်အခန်းတနေရာက မနန်းကလေးကိုချီပြီးထွက်လာပါတယ်။ဟဲအမပါလားကျမတို့ကိုလာကြည့်တာလား။အင်းဟုတ်တယ်မနန်းကြီးအလိုက်အထိုက်ဖြေးလိုက်မိပါတယ်။ကြည့်ပါဦးအမရေကျမသားလေးလေဖြူဖြူဝဝလေးဝရဲဆိုပြီးမှတုတ်တုတ်ခဲခဲကြီးတော့မဟုတ်မျက်နှာဝိုင်းဝိုင်းမျက်လုံးမုံမုံအေးအေးကလေးကပြုံပြရေပြပါတယ်။လက်ကလေးကိုလှမ်းကင်လိုက်တော့ကျမလက်ကိုဖမ်းဆုပ်ထားပါတယ်။ အပေါ်နှခမ်းနဲ့အောက်နှခမ်းကြားကချို့ရိုးရဖြူဖြူကလေးကိုတွေ့တော့မှမနှမ်းရဲ့သားလေးကနှခမ်းကွဲနေပါလားလို့တတိယသွားပါတယ်ချို့ရိုးချောင်းလေးကိုကျမကြည့်နေမှန်းမနှမ်းမြင်သွားပါတယ်နှခမ်းလေးချုပ်ထားတာကိုတွေ့တယ်နော်အကောင့်အတိုင်းပဲတွေ့လားအရင်ကွဲနေမှန်းတောင်မသိရဘူးနော်ဟုတ်ပါရဲ့မနှမ်းရဲ့အမားနဲ့တွေ့စားကဒါကိုမေ့နေတယ်ချို့ရိုးလေးမြင်တော့မှတတိယသွားတယ်ကောင်းလိုက်တာကလေးမလေးကခပ်ပြုံးပြုံးလေးမော့ကြည့်ရင်းက မေးထိုးပြပါတယ်။ကဲဘယ်နဲ့ရှိစားကျမပြောတာကိုအခုယုံမိမဟုတ်လားဟုတော့ဟန်နှင်းကျမကောင်းတဲ့မာရောယင်နေအသေးနှလုံးထဲမှာရောအတီတရားတစ်ခုက ပေါ်လာပါတယ်။မနန်းကိုတောင်နှုတ်မဆက်နိုင်တော့ပဲတနေရာကိုဥတီထွက်ခဲ့ပါတယ်။ခြေလမ်းတွေကပြက်လက်မြန်ဆန်းနေပါတယ်။ကျမကြောပြင်ကို ငေးကြည့်ရင်ကမနန်းတယောက်ပြုံးနေမလားပဲ။မွေးကင်းစာအခန်းကို ခြေဦးကတက်မှတ်နေပါတယ်။ အခန်းကိုရောက်တော့တာဝန်ကျတဲ့ဆရာမကသစိမ်းတယောက်ကိုတွေ့လိုက်သလိုမျိုးမျက်နှာနဲ့စီမေးပါတယ်။သူတို့ကတခါမှကလေးလာမယူဘူးတဲ့ကျမကိုဘလို့မှတိကြမှာမဟုတ်ပါဘူး။ကျမမနှဲ့ပါကလေးလာယူတာပါ။ပိုင်နိုင်တဲ့အတန်ကရင်ထဲကထွက်လာပါတယ်။ကိုကိုကိုတောင်မယုံဘူး။ဟုတ်ကဲ့ခဏနော်ထိုင်ပါဦးကလေးသွားယူလိုက်ပါဦးမယ်။အံ့ဩတဲ့မျက်နှာကထင်ရှားနေပါတယ်။ ကလီလာမခေါ်ဘူးတဲ့နာမည်ကြီးမတ်နွဲ့ကိုဒီနေ့စတွေ့လိုက်ရလို့ထင်ပါရဲ့ဆရာမလေးတွေသူနာပြုလေးတွေကအကြောင်းရှာပြီးတယောက်ပြီးတယောက်ထွက်လာကြည့်ကြပါတယ်လူတွေအားလုံးကလည်းပြုံးနေကြပါတယ်ကလီကိုချီပြီးထွက်လာတဲ့ဆရာမလေးကဝမ်းသာလွန်းလို့အပြုံးဆုံးပါပဲသူ့မျက်ဝန်းမှာဆိုရင်မျက်ရည်လေးတွေ တောင်စို့နေပါတယ်ကျမရင်ထဲမှာလည်းပြောနေတာပါမျက်လုံးထဲမှာတော့ မျက်ရည်တွေပြည့်နေလို့ဘာကိုမှမမြင်ရပါဘူးမျက်တောင်တွေကိုခတ်လိုက်တော့မှ ရှင်းလင်းသွားပြီးသမီးကို ပထမအဦးဆုံးမြင်ခြင်းနဲ့စတွေ့ရပါပြီကဘာပေါ်မှာ ကျမသမီးလေးကအလှဆုံးပါကျေးဇူးတင်ပါတယ်ရှင်ကျမယခုဖတ်ပြပြီးခဲ့တော့ဆရာကြီးအေးမောင်တန်းရေးသားထားသည့်ရွှေရည်ပကန်းဆိုတဲ့ဝိတ္ထုတိုလေးဒီမာရင်ပြီးဆုံးပါပြီရှင် ကျမနဲ့အတူအဆုံးထိလိုက်ပါအပြေးနားဆင်ခဲ့ကြတော့ စာပေချင်းမြတ်နှုတ်သူများအားလုံးဘေးကင်းလုံခြုံကြပါကြပါစေ။ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးကြဖို့မမေ့ပါနဲ့နော်။ကျမကနှင်းစီပါရှင်။